Hello Hey house member viewer တွေဗီဒီယိုလေးမတင်မပြတဲ့အကြာလို့တောင်းပန်ပါရယ်အဲပိုလဲခုလောအလုပ်လေးနေရှုံလို့တချို့အလုပ်လေးရပ်ထားရတာပေါ့နော်အားကြောင့်မို့လို့စိတ်ပူပြီးတော့လာမေးကြတဲ့သူတွေလည်းကျေးဇူးတင်ပါတယ်လို့အော်တကယ်ကတော့လေဒီတချံပြီးတော့မှပြန်တင်မို့ပေါ့နော်ဒါမဲ့ဟိုအခုဒီ73ရက်နေ့မှာထွက်မယ် The Last of Us Season 2ကဒီတစ်နှစ်လုံးတော့ပိုအဆောင်စောင့်နေရဆုံး series လည်းဖြစ်တဲ့အတွက်အာမထွက်မထွက်ခင်လေဒါ Season 1 recap လေးအချိန်မီလေးတင်ပေးလိုက်ချင်လို့ဒါလေးကိုအမြန်လုပ်ပေးလိုက်တာပေါ့နော် ဒီသကြံပရက်မှာလည်းကြည့်စရာလေးတစ်ခုရှိအောင်လို့လုပ်ပေးလိုက်တာပါဒီ series ကတော့ပိုအရင်ကလည်းနည်းနည်းတော့ပြောဘူးတယ်သူက The Last of Us ဆိုတဲ့ video game ကိုပြန်ပြီးတော့ရိုက်ထားတာပေါ့နော် သူကဒီ video game ကိုပြန်ရိုက်တဲ့ series တွေထဲမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးဆိုပြီးတော့ချီးကျူးခံနေရတယ်ပြီးတော့ဒီ series တွေအတွက်သီးသန့်ပေးတယ် prime time emmy award ဆိုလို့ရှိရင်လည်း nomination 24ခုရတာပြီးတော့ဆုတောင်း၈ခုတောင်းရတာရယ်ပေါ့နော်အဲ့တော့တော်တော်လေးနဲ့နမည်ကြီးရယ်တကင်းလဲဇလန်ရောတယုံဆောင်တာတွေရောအကုန်လုံးကတော်တော်ကောင်းတယ်ပေါ့နော်အားကြောင့်ဘူသဘောကျတဲ့ series လေးတစ်ခုပါဒီ HBO series တွေထဲမှာဆိုလဲပွဲဥထွက်ထဲမှာကြီးတဲ့သူအများဆုံးဆိုပြီးတော့နာမည်ကြီးခဲ့တဲ့ series ပေါ့နော် main character နှစ်ယောက်ဖြစ်တဲ့ Pedro Pascal နဲ့ Bella Ramsey တို့ကို Game of Thrones ကြည့်တိုင်းလူတွေကတော့သိကြမှာပေါ့နော်။အဲအဲ့ထက်မှတော့သူနှစ်ယောက်တော်တော်မြင်ကတ်တာသိတာ။အခုဒီမှာကတော့တော်တော်သဘောကျတယ်။သူလည်းတရုပ်ဆောင်မှုတွေသူနှစ်ယောက်ကြား chemistry တွေရောအကုန်လုံးသူသဘောကျတယ်။ဘောကအရင်ဒီ game လဲဆော့တယ်လေ။ကြိုက်လဲကြိုက်တော့အခုအဲ့ဒါကို series ပြန်ရိုက်မယ်ဆိုတော့တော်တော်ပျော်သွားတာ။ ပြီးတော့ပြီးတော့သူဇလန်ကလည်းလေဒီ zombie series တွေထဲမှာဆိုလို့ရှိရင်ထူးဆန်းတဲ့ပုံစံမျိုးပေါ့နော်အာအမြင်သိကလေးနဲ့လှုပ်ထတာလေးသဘောကျတာပုံမှန် zombie တွေဆိုရင်သိတဲ့အတိုင်းပဲအာဘာမှမသိဘူးတွေ့တာနဲ့ like ကြိုက်နေမယ်ပြီးတော့လို့ရှိရင်အုပ်စုလိုက်ကြီးကောင်းလုံးပုံစံတူကြီးတွေလှုပ်ပြီးတော့ပေါ့နော်အကြောင်းရင်းသေးချာမကြည့်ဘူးကြောက်ဖို့တော့ကောင်းတယ်ကြည့်လို့တော့ကောင်းတယ်ဒါပေမဲ့အကြောင်းရင်းမပအောင်ပေါ့နော်ဘောကြောင့်ဇလန်သဘောကိုကြိုက်တဲ့သူကိုအဲ့တော့ကြာဒီမှာကကြာတော့အဲ့ဒါတွေကိုဘာကြောင့်ဖြစ်လဲဆိုတာကိုရှင်းပြထားတာကြီးကသဘောကျဖို့ကောင်း အဲ့တော့ဒီထက်ဆိုမီတွေကြောင့်အရင်ဆုံးနည်းနည်းပြောပြပေးမယ်အဲ့တော့ဆက်စကျင်းမှာဒီ US မှာစိုက်တဲ့ကောက်ပဲသီးနှံတွေမှာဒီ cordyceps ဆိုရဲຫມူဝါရှိနေတယ်ပေါ့နော်အဲ့ရနေပြီးတော့သူကအဲဂျုံနေတကြားတွေလုံးတဲ့တဲမှာဒီຫມူဝါပေါသွားတယ်ပေါသွားတော့လူကြီးတကဘာလုံးအနောက်ကိုဒီထုတ်ကုန်တွေဖြန့်လိုက်တဲ့ကမှာလူကြီးကစားတော့အဲ့ cordyceps ကလူရဲ့ခန္ဓာကိုယ်ရဲ့ရောက်သွားပြီးတော့ဒီအုံနောက်ထဲထိကျောက်ပြီးတော့သူက control လုပ်လိုက်တာပေါ့နော်အဲ့မှာလူတွေကအသီးစိတ်တွေပျောက်သွားတယ်တခြားလူတွေတွေ့လို့ရှင်လိုက်တိုက်ခိုက်တယ်အဲအဲ့ရနေမှာသူတို့ကြိုက်တာခံလိုက်ရပြီဆိုလို့ရှင်သူတို့ကိုယ်တွေကဒီ cordyceps တွေကနောက်လူတွေကိုဝင်သွားတဲ့သဘောမျိုးအဲ့လိုဝင်သွားပြီဆိုလို့ရှိရင်ဒီရပ်ပိုင်းတွင်းမှာအဲ့လူကလည်းပုံစံပြောင်းသွားပြီးတော့ဒီအာဇွန်ဘီပေါ့နော်ဒီဇလန်းထဲမှာတော့ဇွန်ဘီလို့မခေါ်အင်ဖက်တက်လို့ခေါ်တာပေါ့ကူးစက်ခံသူတွေပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်သွားတာ ဒီ series season 1ဆက်စားချိန်မှာ concept ကြောင်းပြောရဲဆင်းဆိုလို့ရှင်တော်တော်တန်းရဖို့ကောင်းတယ်အဲ့ဒါပြောတာဒီလူခဏခွဲတာမန်ဘူးချိန်မှာအာဒီ concept တွေကမရှင်းတန်နိုင်ဘူးပေါ့နော်ဒါမဲ့ဒီ global warming ကလည်းဖြစ်လာတဲ့အချိန်မှာဒီ concept တွေမှာလည်းအမ် mutation ပေါ့နော် mutation ပေါ့ဒီအသွင်မြောင်းပုံစံလုံးနိုင်တဲ့အစွမ်းရှိရဲ့အတွက်အာသူတို့ mutation ဖြစ်သွားပြီဆိုလို့ရှင်နော်လူတွေက concept ကိုလုံးဝမနိုင်တော့ဘူးဆိုပြီးပြောလိုက်တဲ့အချိန်မှာဒီ talk show ကလူတွေအတန်တိတ်သွားပြီးတော့၆ချားသွားပုံစံကြီးကတော်တော်သဘောကျဖို့ကောင်းတယ်ပေါ့နော် နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ဒီ concept တရားအချင်းချင်း hive mind လို့ခေါ်တာပေါ့နော်ချိတ်ဆက်နေတဲ့အသီးစိတ်ရှိရပေါ့ဒါကလည်းအပြင်မှာတကယ်ရှိရ concept တစ်ခုကိုအခြေခံထားတာပေါ့နော်ဒီ fungi တွေကအာ ပျော်စိတ်တည်းရဲ့အုံနောက်ထဲကိုဝင်ပြီးတော့ control လုပ်ပြီးတော့ခိုင်းစီရရပါရဲ့အရင်တော့ discovery တွေပါကြည့်ဘူးလို့ရှိရင်တော့သိကြမှာပေါ့အဲ့တော့အဲ့ concept မျိုးကသူကသုံးထားတယ်ဇာလန်ထဲမှာဆိုလို့ရှိရင်ဒီ apocalypse ဖြစ်ပြီးတော့နှမအများကြီးကြာတဲ့အချိန်မှာအာဒီ zombie တွေ infected တွေပဲကြီးစိုးနေတဲ့နေရာတွေမှာဆိုလို့ရှိရင်အာ cordyceps အမြင့်ကြီးတွေရှောက်သွားနေတယ်အဲ့တော့အဲ့အမြင့်ကိုထိမိလိုက်တာနဲ့ဒီအကောင်လုံးရဲ့ hive mind အနေနဲ့သိဒီနေရာမှာဒီလိုရှိရဆိုတော့သိသွားပြီးရောက်လာတယ်ဆိုတော့ဟာမျိုးပေါ့နော်အဲ့တော့တယောက်လုံးရင်တယောက်ဘာလို့ထိုင်လုံးနေ င်လဲဆိုတာကိုဒီကနေပြီးတော့ရှင်းပြသွားတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့ဒီ infected တွေကလူတွေကနေပဲပြောင်းလဲလာတာဆိုတော့သူတို့ကိုတပ်ပစ်လို့ရတယ်သူတို့ကိုက်တာခံလိုက်ရလူတွေကတော့ပြောင်းလဲသွားရပေါ့နော်ဒါပေမဲ့ဒီဇလန်းထဲမှာအဲလီဆိုတဲ့ကောင်မလေးကကြတော့ဒီ infected ကိုက်တာခံရတာတော့မှသူကအမရွတ်ပဲကြံနေပြီးတော့မပြောင်းလဲသွားဘူးအားကြောင့်မို့လို့သူက immune ဖြစ်နေရဆိုပြီးတော့ ို့အသုံးချပြီးတော့ဒီ cordyceps ကူးစက်မှုကိုကာကွယ်ဆေးတို့ဖြည့်ဆေးတို့ထုတ်လို့ရမလားဆိုပြီးတော့စမ်းသပ်ချင်လို့သူ့ကိုစမ်းသပ်တဲ့နေရာကိုကဲထုတ်သွားဖို့လုပ်တဲ့ဇလန်းမျိုးပေါ့နော် အဲ့တော့အဲလီကြောင့်မပြောခင်အရင်ဆုံးဒီအဲ main character ဂျိုးကြောင့်ပြောရမှာပေါ့နော်ဂျိုးကလက်သမားတယောက်ပေါ့နော်သူညီထောင်မီနဲ့အတူတူလက်သမားလုပ်တယ်သူ့မှာဆာရာဆိုတဲ့တမီးတယောက်လည်းရှိရဲအဲ့တော့ဒီ apocalypse outbreak စဖြစ်တဲ့အချိန်မှာသူတို့တွေထွက်ပြေးကြရင်လည်းသူ့တမီးဆာရာလေးကတေဝါခဲ့တယ်အဲသူ့ညီထောင်မီနဲ့လည်းသူကလူစု꽌ွားတယ်အဲနောက်ပြီးတော့ဒီအဓိကဇလန်းဖြစ်တဲ့အချိန်ကတော့အဲ့ဒါတွေဖြစ်သွားပြီးရနောက်နှစ်ပေါင်း20အချိန်ပေါ့အဲ့အချိန်မှာကျတော့ဂျိုးက quarantine center တကူရောက်နေပြီ ဲ့ဒီအချိန်မှာတကဘာလုံးကပြတ်သွားပြီအဲ့မှာတချို့နေရာတွေမှာဆိုလို့ရှိရင် Federal လို့ခေါ်တဲ့စစ်တပ်က control လုပ်ထားတဲ့ quarantine zone တွေရှိတယ်နောက်ပြီးတော့သူတို့ကိုပုံကန့်ကျင်တဲ့ firefly ဆိုတဲ့အဖွဲ့တွေလည်းရှိတယ်အာပြီးတော့သူတလူငါတမင်းပေါ့နော်တချို့နေရာတွေမှာဆိုလို့ရှိရင်လည်းအချင်းချင်းဖေးမှပြီးနေနေတဲ့ community တွေရှိတယ်တချို့တွေကြောင့်လည်းတယောက်ထဲနှစ်ယောက်ထဲတီးတန်းခွဲပြီးတော့နေနေကြတာတွေလည်းရှိတယ်နောက်ပြီးတော့လမ်းမှာလိုက်ပြီးတော့လူရက်ပြီးတော့တိုက်ခိုက်နေတဲ့တွေလည်းရှိတယ်အဂျုံကတော့ဒီ Federal ကိုချုပ်တဲ့ quarantine zone တစ်ခုမှနေနေတာပေါ့ သူကသူညီထောင်မီကိုလိုက်ရှာဖို့စူးစမ်းနေတာပေါ့နော်အဲ့မှာသူဘမရှိလဲဆိုတာလည်းသိသွားပြီအဲ့ချိန်မှာအာပြီးတော့သူကအဲ့မှာနေနေတဲ့ချိန်မှာကြတော့ test ဆိုရဲသူ့ရဲ့ partner နဲ့အတူတူအာမှောင်ဖို့လောက်တာပေါ့နော်ဒီဒီဇလန်းမှာလေ test ကိုလည်းတော်တော်သဘောကျတယ်။သူကတကယ် badass ကြီး။အာသူစကားပြောတဲ့ပုံစံတွေဘာတွေကလဲပြက်ပြက်တသားနဲ့လူရာပဲပြောပြီးတော့လေအထာတော်ကျတယ်ပေါ့နော်။လူနှစ်ယောက်ကကြိုက်နေကြတာပေါ့။ အဲ့ဒီအချိန်မှာဂျိုးကသူညီထောင်မီကဝိုင်ယိုမင်းမှာဆိုတာသိတဲ့အချိန်မှာကျတော့ तू ကအဲ့ဒီကနေပြီးတော့ထွက်သွားဖို့စူးစမ်းတာပေါ့နော်သူနဲ့ test နဲ့အတူအဲ့မှာ तू ကအာသူတို့သွားဖို့အတွက်ကားဘက်ထရီလိုတာပေါ့ဘက်ထရီလိုက်ရှာရင်လည်းဒီ firefly နေစီကရမယ်ပေါ့နော်အမှန်ဒီ firefly ခေါင်းဆောင်မာလင်းကအဲလီကို အာဂျိုရန်အတူတူထည့်ပေးလိုက်ချင်တယ်ပေါ့နော်ဘေးလို့ရအောင်သူတို့ဒီဖက်ဒရာရီရဲ့ဆုံရက်ကိုခေါ်သွားပြီးအဲ့ဆိုလို့ရှိရင်ဒီသူလိုချင်တဲ့ဘက်ထရီတွေမဟုတ်ဘူးကားတွေရောလက်နက်တွေရောအကုန်လုံးရနိုင်မယ်ဆိုတော့ကန့်လန့်တာပေါ့အဲ့ရနေပြီးတော့ဂျိုနဲ့တက်စတင်ကအဲလီကိုခေါ်သွားဖို့ဖြစ်လာခဲ့ ပြောရရင်ဂျွန်ကသူတမီးကိုဆုံးရှုံးမိတဲ့အချိန်မှာသူအရန်စိတ်ထိခိုက်သွားတယ်။နောက်ထပ်ဒီလိုမျိုးထပ်မခံလာကျင်တော့လို့ဘသူနဲ့မှသူကရင်းနီနီချစ်ချစ်ခင်မနေတော့ဘူး။သူကသူ ADA ဆက်ကြီးပဲနေတယ်။ထပ်ဆက်သူနဲ့တွဲနေရဆိုတော့မှ A ဆက်ဆက်ပဲ။နော်အရင်ညွန်းညွန်းထွေးထွေးမဟုတ်နေဘူး။အခုဒီ Ellie နဲ့ဆိုဖို့ဆိုရဲသူကကြည့်လို့မရတယ်။ Ellie ကိုစကားတော့ကောင်းကောင်းမပြောဘူးပေါ့နော်။ အဲဒီလိုနဲ့သူတို့သွားတဲ့လမ်းမှာအာဖက်ဒရိုင်းနဲ့လည်းတွေ့တယ်အဇွန်ဘီတွေဒီအင်ဖက်တက်တွေနဲ့လည်းတွေ့တယ်အာအန်ရီမျိုးမျိုးကိုကြော်ဖြတ်ပြီးတော့နောက်ဆုံးတော့သူတို့သွားရမယ်ဒီ firefly base ကိုရောက်သွားတယ်။နိုင်မဲအဲ့အချိန်မှာအာဒီ firefly တဖွဲ့လုံးကဇွန်ဘီတိုက်ခိုက်ခံရပြီးတော့တေနေကြပြီ။အဲ့မတိုင်ခင်ဒီလမ်းမှာလည်းသူတို့ဇွန်ဘီနဲ့တွေ့တဲ့အချိန်မှာ task ကအကိုက်ခံရတယ်ဇွန်ဘီကိုက်တာခံရတယ် အဲ့တော့ task ကဒီစီနေမှာတော့ဂျိုးနဲ့အယ်လီလွတ်ရင်ပြီးရောဆိုပြီးတော့သူ့ကိုသူစတေးပြီးရောဂျိုးနဲ့အယ်လီကိုထွက်ပြေးခိုင်းပြီးရောသူကဒီဇွန်မီယုတ်ကြီးကိုမျှန်းခေါ်ပြီးရောဘုံခွဲပြီးရောသူ့ကိုသူလည်းအသက်သေးလိုက်တယ်ဒီဇွန်မီတွေလည်းတေကုန်ကြတာပေါ့အဲ့ဒီအချိန်မှာအာဘူကြိုက်တဲ့ character တော့ Zoro စီနှမျောစရာကြီးတေးသွားတာပေါ့နော်အဲ့နောက်မှာတော့ဂျိုးနဲ့အယ်လီနှစ်ယောက်တည်းရှေ့ဆက်ကြတယ်အာလမ်းမှာလည်းသူတို့မျိုးစုံတွေ့ကြတယ် အမျိုးတစ်ခုဖြတ်တဲ့အချိန်မှာအာဒီအိမ်မျိုးကအိမ်မျိုးအုပ်ချုပ်နေတဲ့လူတွေနဲ့အနေကလည်းတည်တည်လေးလွတ်လာတယ်။အဲ့မှာလည်းကြောက်စရာဆိုကြီးတွေလည်းတွေ့ရတယ်။အော်စင်းနေရတော့တော်တော်မိုက်တယ်အဲနောက်ပြီးတော့ဒီချနေနေတဲ့အဲ့လူတွေနဲ့လည်းသူတွေ့တယ်အာအခုကတော့ quick recap ဆိုတော့အဲ့ဒါကြီးထည့်မပြောတော့ဘူးပေါ့နော်အာဇလန်းအတွက်အဓိကအရေးကြီးတဲ့ဟာကြီးပဲပြောပြတော့မယ် အဲ့လိုနဲ့နောက်ဆုံးတော့သူတို့ထော်မီစီရောက်သွားတယ်ထော်မီကသူတို့အဲ့မှာနေဖို့ပြောတယ်ဒါပေမဲ့ဂျိုးတို့ကဒီအရှိရ Fireflies ခန်းမှာတော့ကဒီသူတို့ဆက်သွားမယ်နောက်ထပ် base တစ်ခုကိုတွေ့ထားတယ်မြေပုံထဲမှာအဲ့တော့ဂျိုးကအဲလီကိုအဲ့ကိုခေါ်သွားမယ်လို့ဆုံးဖြတ်ပြီးတော့သူတို့ဆက်ထွက်သွားကြတာပေါ့နော်တဖြည်းဖြည်းနဲ့ဂျိုးနဲ့အဲလီရဲ့တန်ရောင်းစင်ကလည်းပို့ပြီးတော့ခိုင်မာလာတယ်အဲလီကခလေးဆိုပေမဲ့ဇာတော့မသေးဘူးတနတ်ဆိုလည်းအရန်ကင်နေတာပဲဒါပေမဲ့အရေးအကြောင်းဆိုလည်းသူကဂူညီရတယ် အာပြီးလို့ရှိရင်နောက်နောက်ပြောင်ပြောင်နဲ့လည်းနေတယ်အဲအဲ့တော့တဖြည်းဖြည်းနဲ့ဒီဂျိုးကသူ့သမီးလေးအစားထိုးရတယ်လို့ဖြစ်လာပြီးတော့ညောင်တန်ရောင်းစင်တွေ့လာကြတာပေါ့နော်အဲအဲ့တော့သူတို့ဆက်ထွက်သွားရင်လည်းလူသားစားနေတဲ့ community တခုနဲ့လည်းတွေ့လိုက်သေးတယ်အဲ့ရနေလည်းသူတို့လွတ်အောင်လို့ရအောင်လို့ထွက်လာတာပေါ့နော်အဲ့မှာဂျိုးကူညီလိုတဲ့အချိန်မှာဆိုလဲအလီယာရှိခဲ့တယ်အလီကူညီလိုတဲ့အချိန်မှာလည်းဂျိုးဟာပြန်လာခဲ့ခဲ့တယ်အာအလီယာအဲ့မှာလူတယောက်သူ့အနိုင်ကျင့်မှုစူးစမ်းတဲ့လူတယောက်ကိုလည်းသူမတက်ချင်မဲနဲ့ရဲဆက်ဆက်တက်ခဲ့ရတယ် အဲ့တော့မှာတော့သူတို့သွားနေတဲ့စခန်းကိုရောက်သွားတယ်။မာလီနိုကရောက်တောင်ရောက်နေနေပြီ။ဒါပေမဲ့သူတို့ကအဖွဲလိုက်ကြီးကားတွေလက်နက်တွေနဲ့အများကြီးနဲ့သွားကြတာမှာလူတွေအများကြီးတိတ်ပြီးတော့မှသူတို့ရောက်တယ်ဆိုရင်လေးရောက်တာပေါ့နော်။အဲ့အချိန်မှာဂျိုးနဲ့အယ်လီနဲ့ဆက်ဆက်မြန်ရောက်လာတော့သူတို့ကအံ့ဩနေကြတာ။အာနဲ့အဲအာနဲ့အဲလီကိုသူတို့စမ်းသပ်မယ်ဆိုတော့ခေါ်သွားတာပေါ့နော်အာဂျိုးတီးတဲ့အချိန်မှာကြတော့အာသူတို့ကတကယ်တမ်းကအဲလီသွေးကိုယူပြီးစမ်းမှာမဟုတ်ဘူး ဒီအစောကပြောရတယ်လေခေါရီဆပ်ကအုံနောက်ထဲကိုရောက်တယ်ဆိုတော့သူတို့ကအယ်လီကိုခွဲစိတ်ပြီးတော့အုံနောက်ထဲကခေါရီဆပ်ကိုထုတ်ပြီးတော့စမ်းတတ်မှဖြစ်နေတယ်။အဲ့လိုဆိုရင်အယ်လီကတေးသွားမှာလေ။အဲ့ဒါကိုဒီဂျိုးကလုံးဝလက်မခံနိုင်ဘူးပေါ့နော်။သူစိတ်ဆိုးသွားပြီးတော့ဒီ Firefly တစ်ဖွဲ့လုံးတပ်ပစ်လိုက်ပြီးတော့အယ်လီကိုကယ်လာခဲ့လိုက်တယ်။အဲ့ဒီချိန်မှာသတိလင့်နေတဲ့အယ်လီကတော့အဲ့ဒါတွေကိုမသိလိုက်ဘူးပေါ့နော်။ပြီးတော့အယ်လီပြန်မီးတဲ့ချိန်ကျတော့သူကအယ်လီလိုပဲတခြားကလေးတွေလည်းရှိတယ်ပေါ့နော်သူတို့စမ်းသပ်ကြည့်ရမအောင်မြင်လို့အယ်လီကိုလည်းနည်းနည်းလေးပဲစမ်းသပ်ကြည့်ပြီးတော့ပြန်လွှတ်လိုက်တယ်ဆိုပြီးတော့ပြောလိုက်တာပေါ့ ဲ့လိုနဲ့တို့နှစ်ယောက်ကအာဖယ်ယူသွားမယ်မှမသိပဲနဲ့အာရှေ့ဆက်သွားနေကြတာနဲ့ဒီ season 1အဆုံးသတ်သွားတာပေါ့နော် season 2ကြလို့ရှင်တော့ဒါတွေဖြစ်ပြီးတော့နောက်9နှစ်အချိန်ကိုမြင်ရလိမ့်မယ် character သစ်တွေလည်းပါမယ်လို့သိရတယ် The Last of Us Part 2ကိုအခြေခံထားရလို့လည်းသိရတယ် trailer ကြည့်ရတော့တော်တော်စိတ်ဝင်စားစရာကောင်းနေပြီ။ဇလန်ကတော့ပေါက်ကရမဖြစ်သွားဘူးပဲမျောလင်းရတာပေါ့နော်။ဆက်ပြီးကောင်းနေတော့ဂျင်းနဲ့စရာကောင်းနေပြီ။ အခု Thomas schedule ကတော့ဒီ73ရက်နေ့ကနေစပြီးတော့တနင်္ဂနွေအပတ်တိုင်းတပတ်တစ်ပိုင်းနဲ့စုစုပေါင်း9ပိုင်းထွက်မယ်လို့သိရတယ်။အဲ့တော့ season 2ကြည့်ပြီးပါမယ် review လေးပြန်လာပြောတော့မယ်နော်။ iHouse မြန်မာ viewer တွေရောဒီ series ကိုကြိုက်ကြလားဘာလို့ကြိုက်လဲဆိုတာ comment မှာပြောပြတော့ကြပါအောင်နော်။ Bye ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကိုကြိုက်တဲ့ထက်တူကြရဲဆိုရင် like and subscribe လည်းလုပ်ပေးတော့ပါအောင်နော်။နောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးတော့ပါအောင်ရှင်။